ိုင်ငံတကာသတင်းတပုတ်အနေနဲ့ကတော့အရှိတောင်အာရှကဆင်းရဲတဲ့နိုင်ငံတစ်ခုဖြစ်တဲ့အရှိတီမောနိုင်ငံမှာအမတ်တွေအတွေ့ကားတစ်တွေဝေယူမဲ့အစီအစဉ်ကိုပြည်သူတွေကဆန့်ကျင်ကန့်ကွက်တဲ့ဆန္ဒပြမှုပေါ်ပေါက်ရာကနေရဲတပ်ဖွဲ့ကမျက်ရည်ယိုပုံးတွေပြစ်ခတ်ကာဖြိုခွဲခဲ့ရတယ်လို့သိရပါတယ်။လွန်ခဲ့တဲ့နှစ်ကအတည်ပြုခဲ့တဲ့ပါလီမန်အမတ်65ရောက်စီအတွက် မော်တော်ကားတွေဝင်ယူမဲ့အစီအစဉ်ကိုတက္ကသိုလ်ကျောင်းသားတွေအများစုပါဝင်နေလူပေါင်းတထောင်ကျော်ကမြို့တော်ဒီဘူကအမျိုးသားလွတ်တော်အနီးမှာစုဝေးဆန္ဒပြခဲ့ကြပါတယ်ဆန္ဒပြဝေးဟာငင်းချမ်းစွာစတင်ခဲ့ပေမဲ့ဆန္ဒပြသူတွေကပါလီမန်ဘက်ကိုကြောက်ခေးတွေနဲ့ပြပောက်ခဲ့တာကြောင့်ရဲတပ်ခွေကမျက်ရည်ရိုးပုံးတွေနဲ့ဖြိုခွင်းခဲ့ရကနေကားတွေအများပြားဖျက်ဆီးခဲ့ရတယ်လို့ဆိုပါတယ် ရဲရီယူပုံကြောင့်ဆန္ဒပြသူ၄ယောက်ထက်မနည်းဒဏ်ရာရရှိခဲ့ပြီး အနီးအနားကကျန်းမာရေးဌာနကိုခေါ်ဆောင်သွားခဲ့ရတယ်လို့ AFP သတင်းမှာဖော်ပြထားပါတယ်။ကမ္ဘာ့ဗန်ရေးအဆိုအရလူဦးရေ40ရာခိုင်နှုန်းကျော်ဟာစင်ရီမွေးတေမှုမြီးအောက်မှာနေထိုင်နေရပါတယ်။မိမိကိုယ်ကျိုးအတွက်ကားတွေကိုမဝေယူဖို့နဲ့ဝေယူဖို့ဆုံးဖြတ်ချက်ကိုဖျက်သိမ်းပေးဖို့ပါလီမန်အမတ်တွေကိုចောင်းသားတွေကတောင်းဆိုခဲ့ကြပါတယ်ရှင်။